ေတို့မင်းရဲ့အောင်ကတော့ဗာတင်ကန်းစာသင်ကြားခဲ့တယ်လဲဆိုတော့ကချင်လူမျိုးတွေရဲ့အကြောင်းသင်ကြားခဲ့တယ်ကချင်လူမျိုးတွေရဲ့ဗာပြည်လူမှုရေးပထဝီဝင်ပေါ့ဗာအဲဒီနေ့ကတော့ဗာလူမျိုးတွေအကြောင်းလေ့လာကြမယ်လဲဆိုတော့ကရားလူမျိုးတွေရဲ့အကြောင်းကိုလေ့လာကြမယ်ဟုတ်ပြီလားဟဲ့ကဲမကရားလူမျိုးတွေရဲ့ဗာပြည်အထိမ့်မဲ့အလံဒါကတော့ကရားတိုင်းသားတွေရဲ့ရိုးရာဝတ်စုံတွေပေါ့ကွာ ဒီဟာကတော့ဗာလဲကယားမျိုးနွယ်မှာပါဝင်တဲ့ brown ကယန်းလူမျိုးလို့လည်းခေါ်တယ် brown လူမျိုးလို့လည်းခေါ်တယ်သူတို့ရဲ့ရိုးရာဝတ်စုံတွေသူတို့ရဲ့ပုံစံလေးတွေ့တယ်မလားဟဲ့ကဲအဲ့ဒါဆိုလို့ရှိရင်ဆက်ပြီးတော့လေ့လာကြမယ်ကယားလူမျိုးတွေဟာဆိုလို့ရှိရင်တဲ့လူရဲ့ဘယ်လောက်ရှိလဲဆိုတော့2014ခုနှစ်တကောင်စင်းကြီးတွေကတုံရတဲ့တမ2000တန်းရှိတယ်ဘယ်လောက်ရှိလဲ ပြောရမယ်ဆိုလို့ရှိရင်ဘာနှစ်သိန်းတော်လူဦးရေနှစ်သိန်းတော်လောက်ရှိတယ်တဲ့။သူကမြန်မာနိုင်ငံလူဦးရေရဲ့ဘယ်လောက်ရာပိုင်းလုံးလဲ။တုံညဒသမ900ပိုင်းလုံးလောက်နေထိုင်ကြတယ်တဲ့။အဲတရားလူမျိုးတွေကအဓိကအားဖြင့်တော့သူတို့ရဲ့တရားဒီနယ်မှာအဓိကနေထိုင်ပြီးတော့မှဘယ်နေရာနေထိုင်သေးလဲ။သူတို့ရဲ့နီးနားဤနယ်တို့ဒိုင်းဒေသကြီးတွေရှယ်ဤနယ်တို့ အဲဘကိုးတိုင်းကမှလည်းသူတို့ကနေထိုင်ကြတယ်တဲ့။ကြားညီငယ်မှာအဓိကနေထိုင်ပြီးတော့မှအဲရှမ်းပြည်နယ်တို့ဘကိုးတိုင်းဒေသကြီးကမှလည်းသူတို့ကနေထိုင်ကြတယ်။ဘာလုပ်ငန်းတွေလုပ်လဲဆိုတော့သူတို့ကစိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားလုပ်ကြတယ်။မြန်မာနိုင်ငံမှာရှိတဲ့အဲတိုင်းသားလူမျိုးတော်တော်များများကတော့ဘာဖြစ်လဲစိုက်ပျိုးရေး ိကထားပြီးတော့လောက်ကင်ကြရတယ်ဟုတ်လားဆရာတို့နေတဲ့နိုင်ငံပါလို့လေစိုက်ပျိုးရေးကိုအဓိကထားလုပ်တဲ့နိုင်ငံဖြစ်တဲ့ကြောင့်မို့လို့တိုင်းသားလူမျိုးတွေကလည်းစိုက်ပျိုးရေးလုပ်ငန်းကိုအဓိကထားပြီးတော့လောက်ကင်ကြတယ်အဲ့ဒီမှာကဘာစိုက်ပျိုးရေးလုပ်ငန်းတွေရှိလဲလေယာစိုက်ပျိုးရေးလုပ်ငန်းရှိတယ်တောင်ယာစိုက်ပျိုးရေးလုပ်ငန်းရှိတယ်ဥယျာဉ်စိုက်ပျိုးရေးလုပ်ငန်းရှိတယ်ကဲအဲ့ဒါတွေကိုစိုက်ပြီးစိုက်လို့ရှင်ဒီတိုင်းစိုက်လို့ရတာဘာတွေရဲ့အကူအညီယူရသေးလဲကျွဲတို့နွားတို့နဲ့လည်း ဲဆာရိုးကြတယ်ဒီနေ့ခေတ်ကဘာဖြစ်လဲခင်မီလာရဲ့ကြောင့်မလို့ကျွဲရည်နွားရည်ဘာရဲ့လောက်ကြအောင်လဲအဲဆက်လဲရတော့ဆက်တွေ့ရတယ်ဗောအဲ့ဒါရဲ့အကူညီရဲ့ချွန်ရဲ့ဆာရိုးကြတယ်ဆိုင်ပြိုးရေးလုပ်ငန်းမှာမာသူကဘာလို့အဓိကထားဆိုင်ပြိုးလဲကန်ဆီယာတို့နေတဲ့နိုင်ငံကဘာစားရနိုင်လဲထမင်းကိုစားရနိုင်ငံဖြစ်တဲ့ကြောင့်မလို့ဆန်ကဘာကိုအဓိကထားပြီးတော့ဆိုင်ပြိုးကြတယ်ဆန်ကဘာကိုအဓိကထားပြီးတော့ဆိုင်ပြိုးရယ်နောက်တစ်ခါရာသီးနိုင်ငံဖြစ်တဲ့နှဲ ို့မြေပဲလို့နှံသားပြောင်းလို့ပြောင်းမှုလို့မယုတ်ကိုအဲပဲမျိုးမျိုးပါဟင်းဒီရွက်တွေစိုက်ဟင်းဒီရွက်တွေလည်းစိုက်တယ်အဲ့အရာကဘာလဲလဲယာသီးနံတွေသူတို့ကစကားကိုအဓိကလာပြီးတော့စိုက်တယ်ယာသီးနံတွေကို ံဆိုင်ရိုးရေးလုပ်ငန်းအနေနဲ့သူတို့ရဲ့တချို့ကတော့တနင်္ဂနွေပိုင်းဆိုင်ရိုးရေးလုပ်ငန်းတွေလုပ်မယ်တချို့ကတော့စီးပွားရေးတော့ဝါချန်အခြေအနေနဲ့လိုဆိုင်ရိုးတာမျိုးတွေရောရှိတယ်တဲ့ကဲဒါကသူတို့ကအမဲလိုက်ခြင်းလုပ်ငန်းအရယ်လုပ်ကြကြတယ်တရားလူမျိုးတွေကအမဲလိုက်ကြတယ်စားဖို့အတွက်ဘာလဲဝက်တွေကြက်တွေပဲစိတ်တွေလည်းမွေးတယ်ခိုင်းဖို့စားဖို့တည်းကဘာလို့မွေးလဲနွားတို့ကျွဲတို့လည်းမွေးလူကြတယ်တဲ့သူတို့က ွက်တဲ့ဝါနေနဲ့အဲလက်မှုပစ္စည်းတွေပေါ့ကလက်မှုရချင်းတို့ပလောင်းတို့တောင်းတို့အဲဟိုအိမ်သေးနေနဲ့အိမ်သေးမှုလုပ်ငန်းတွေလည်းလုပ်ကြရတယ်။ပြီးတော့ရှင်ဗါလေကရားရိုးရွာကခြေရလေးတို့ရဲ့တနိုင်လပါအနေနဲ့ပြပြီးအဲစီဝါတို့ရဲ့ဒေတာရေးစီဝါရေးလုပ်ငန်းတွေလည်းပြပြီးအဲခြေရလုပ်ငန်းတို့ချက်ခုတ်လုပ်ငန်းတို့လည်းလုပ်ကြရတယ်။ ရားရိုးရာအဝေစားရတဲ့အတွက်ကြောင့်လည်းလေဆက်ရက်တန်းနေနဲ့ရက်လုံပြီးတော့ဝိစိဏမျိုးတွေလည်းရှိတယ်။အဲသူတို့ရဲ့ဒေသတွင်ရောင်းချတာမျိုးတွေလည်းရှိကြတယ်တဲ့။ကဲဒီလိုလေးကိုကြည့်ပါတော့။ဒါကတရားပြည်နယ်မြေပုံလေဟုတ်လား။တရားပြည်နယ်မှာဘလို့စီးပွားရေးလုပ်ငန်းတွေလုပ်လေအဲဘလို့လမ်းလမ်းဆက်သွယ်ရေးကောင်းမှုမှုတွေရှိလားငါတို့လေ့လာကြည့်ရအောင်။ကဲကြည့်ပါတော့။တရားပြည်နယ်ဒီအဲဘယ်ပြည်နယ်ဘယ်တိုင်းနေနဲ့ငယ်ငယ်မင်းချင်းကြီးစက်နေ ခရာဒီနေဒီပဲရှမ်းဒီနေမြောက်ဘက်မှာဆိုလို့ရှိရင်ပဲဒီနေလေရှမ်းဒီနေနဲ့နန္ဒမင်းချင်းဒီဆက်တယ်။ကွာပြောမယ်ဆိုတော့နီးဆက်တယ်မနီးခဲ့တဲ့နိုင်ဒီနေပေါ့ကွာ။အဲ့တော့ကပဲဒီနေလေကရင်ဒီနေလည်းမနီးဘူးလား။ကရင်ဒီနေလည်းနီးတယ်ရှမ်းဒီနေလည်းနီးတယ်။ကဲနောက်တော့ကတခြားမြန်မာနိုင်ငံရဲ့သူကဘယ်နဲ့နေဆက်ပြီးနေဟုတ်လားမဟုတ်လား။အဲ့တော့ဘယ်နိုင်ငံလဲရောနီးလေလေ။ ကယားပြည်နယ်ကထိုင်းနိုင်ငံနဲ့လည်းနီးတယ်။ကဲကယားပြည်နယ်မှာဆိုလို့ရှိရင်ကဲဒီသူ့ရဲ့စီးပွားရေးလုပ်ငန်းအကြောင်းမလေးလာခင်မှာဒီမှာအမှန်အတားလေးရှိတယ်ဟုတ်လား။ဒီမှာစကြင်ကြောက်လို့ရေအားလေးရဲ့စိတ်ခဲမမြူအပြိုင်နဲ့ကြောင်ပြားဆက်လို့တောင်ရလုံငန်းနဲ့ကားနဲ့ကဲအမှတ်သားလေးရတာတွေ့လာရင်ဒါလေးတွေရတာလေ အဲဒီလိုအမှန်သားလေးကြတာဗာလဲကာလန်ဗာလဲကာလန်လို့သတ်မှတ်ထားရဲ့ကဲဒီလိုမျိုးအမှန်သားလေးကိုကြတာဗာလဲတောင်ရလုံငန်းဗာလဲတောင်ရလုံငန်းဒီလိုဝိုင်းရဲမှာတိရကလေးကြတာသူကဗာပြည့်လေစက်ကြီးမှာကြောင်ပြားစဲလို့သတ်မှတ်ထားတယ်ကြောင်ပြားစဲယုံတော့ဗာကြောင်ပြားစဲယုံနေဟိုရှိရဲ့နေရာကိုပြဖို့အတွက်ဒီလိုမျိုးအမှန်သားလေးကိုကသူကသုံးထားပြီးတယ်တရိယံပုံလေးကိုကြတာ ဆက်ကြည့်ကြဘလို့မှန်သားလေးရယ်ဆက်ကြည့်ကြောက်ကြဒီလိုလိုအမှန်သားလေးတွေ့လာရင်ဆက်ကြည့်ကြောက်ကြတော့လေဒီလိုအမှန်သားလေးနဲ့သတ်မှတ်ထားရယ်နာသရိကံတင်းသေးလေးတစ်ခုတွေ့လာအဲ့ဒါကိုကြတော့ဗာပြီလေဂျေအားလျက်စေဂျေအားလျက်စေထုတ်ထုတ်တဲ့နေရာလေးပေါ့ကွာသူကပြချင်တာဟုတ်ပြီလားကဲအဲ့ဒီမှာကြည့်ပါဦးခရီးအရင်ဆုံးဘာကိုကြည့်မလဲဆိုကားလမ်းလေးကိုကြည့်မယ်ဒါရယ်ဒီပါလေကားလမ်းလေးဟုတ်လားသူဟာဆိုလို့ရှိရင်ခရီးအမီနဲ့သူ့ရဲ့ဒေတာလေးမှာ ပဲတခြားပြည်နယ်တွေတိုင်းဒေသကြီးတွေအဲဒီအဲ့ဒါအော်လည်းပဲလေကားလမ်းနေလေဆက်တော်ထားရင်သူကတော့ကောင်းလမ်းဆက်တော်ကြီးမှာဖွင့်ပြိုးတဲ့ပြည်နယ်ဟုတ်လားမဟုတ်လားဟင်ဟုတ်တယ်ဟုတ်လေကောင်းလမ်းဆက်တော်ကြီးမှာဖွင့်ပြိုးတယ်ပြည်ရင်းမှာလည်းကားလမ်းနေလေဆက်တော်ထားလို့တခြားပြည်နယ်တွေပေါ့ကွာတခြားပြည်နယ်တိုင်းဒေသကြီးတွေနဲ့လည်းပဲဟုတ်လေကားလမ်းနေလေဆက်တော်ထားတယ်နောက်တစ်ခါဘာရင်ရှိသေးလဲအဲ့ဒီမှာဆို ုင်တာဟုတ်လားလေခရီးမိတယ်လေအဲ့ဒါဆိုလို့ရှိရင်ဟဲ့စိုက်ပျိုးရေးကိုအဓိကအားလုပ်ပိုင်ရတဲ့အကြောင်းကိုဘာလို့ရှိလဲတောင်ရစိုက်ပျိုးရေးလုပ်ငန်းတွေရောအများကြီးရှိတာမရှိဘူးလားရှိတာရောဒီခရီးမိတယ်နေရာအများရမှာတောင်ရစိုက်ပျိုးရေးလုပ်ငန်းတွေရောအများကြီးမရှိဘူးလားရှိတယ်ပြီးလို့ရှိရင်ဘာလို့ရှိသေးလဲခရီးမိတယ်မှာကဲမဗျူလို့အပြိုင်ရတယ်လို့ထွက်တယ်ဟုတ်လားလေကဲမဗျူလို့အပြိုင်ရတယ်လို့ထွက်တယ်ဘယ်နေရာလဲ တယ်ဒီမောချီတတ်မှုရင်းတို့ကလည်းခဲမပြူလို့အပြိုင်နဲ့တို့ထွက်တယ်ဖန်းစားလို့ဒေသတွေမှာလည်းခဲမပြူနဲ့အပြိုင်နဲ့ထွက်တယ်ဒီဘောခဲဒေသတွေဒီမောဆိုးဒေသတွေမှာလည်းခဲမပြူနဲ့အပြိုင်နဲ့ထွက်တယ်ဟုတ်ပြီလားတောင်းတကသူတို့ကဘာလို့ဒီလုံသေးလဲကြားအီနယ်မှာအဓိကလောပိယရေကုန်ရှိရတဲ့အကြောင်းမလို့ရေအားရရဲ့စစ်ကိုလည်းလောက်ကိုင်းတယ်ဘာလို့လဲရေအားရရဲ့စစ်လုပ်တယ်လောပိယရေကုန်ကနေပြီးတော့မှရေရဲ့အားနဲ့ဟာပြီလေရေအားရရဲ့စစ်ထုတ်တယ် တယ်ဒီအားရစီကနေရတယ်ပြစီတအားတွေသုံးတယ်တခြားတခြားတော့ပြည်နယ်လည်းမျှပြီးတော့သုံးနာမျိုးတွေလည်းရှိတယ်နောက်တစ်ခါကယားပြည်နယ်လမိုင်းကောမြို့မှာဆိုလို့ရှိရင်လည်းအဲ့ဒီလေးစိတ်ရှိတယ်အဲ့ဒီကနေပြီးတော့မှအဲဒီအင်းနဲ့ဆိုပါတယ်တခြားပြည်နယ်တွေဟိုမှာရန်ကုန်တို့အဲ့လိုနေရာမျိုးတွေကလည်းလေးချောင်းလေး တို့ပေါ်ပြထားတာပေါ်ပြထားခြင်းမရှိဘူးပေါ့ကွာအဲ့တော့ဒီရားမိနေကစီးပွားရေးလုပ်ငန်းမကောင်းလားကောင်းတာပေါ့ဂလန်ရဆက်သွယ်ရေးလည်းကောင်းတယ်စီးပွားရေးလုပ်ငန်းလည်းဖြစ်ကြရကြတယ်ပြီးတော့ရှင်ဒီရားရဲ့စိတ်ထုတ်ထုတ်ကစိတ်ယုံလဲဒါပြီးလည်းဒီရားမိနေမှာရှိတဲ့ကြောင့်ဒီရားမိနေကဖွင့်ပြောတာပေါ့ကွာဟုတ်လားမဟုတ်လားရေကဲအဲ့တော့ဆက်ပြီးတော့လေးလာကြည့်အောင်ဆက်ပြီးတော့လေ့လာကြည့်မယ်။ကဲ ကရမ်းမီနယ်ကစိုက်ပျိုးမီဘလောက်တည်ရှိလဲဆိုတော့2640ဟက်တာရှိတယ်ဘလောက်ရှိလဲ2640ဟက်တာစိုက်ပျိုးမီဟက်တာအဲ့လောက်တည်ရှိတယ်အဲ့ဒီစိုက်ပျိုးမီကဘာလုံးလဲဒီခါလုံးသေးလေလေယာလုံးငန်းတော့ကတဲ့1600ဟက်တာရာလုံးငန်းတော့ကြတော့1100ဟက်တာစိုက်ပျိုးမီဟက်တာပေါ့ကွာလောက်တိုင်းနဲ့စိုက်ပျိုးမီဟက်တာတဲ့ လေယာဉ်လုံငန်းတို့ကအသောဆောင်တော်နေရရှားလုံငန်းတို့ကအရှိလောင်တရားဟတာစိုက်ရိုးရေးလုံငန်းတို့ပိုင်လေဒီမြေဟတာလေးပေါ့ကွာကဲသူတို့ကတဲ့နွားတွေကျွဲတွေချက်တွေဝတ်တွေကိုလည်းပဲမွေးယူကြတယ်စီပါခြင်းမွေးယူကြတယ်ခရီးအင်းနေပါဆိုလို့ရှိရင်တစ်တော်ရဲ့ရှိတယ်တစ်တော်မှာကျိုးဝိုင်းတစ်တော်ရှိတယ်ကျိုးရင်တစ်တော်ဆိုတာရှိတယ်ကျိုးဝိုင်းတစ်တော်မှာဆိုလို့ရှိရင်ဘယ်လောက်ဟန်တာရှိလဲတစ်တော်မြေဟန်တာက 935ဟက်တာရှိတယ်ကျိုးမြင့်တော်ကတော့ဘယ်လောက်ရှိလဲ6,500ရှိတယ်6,500ဟက်တာရှိတယ်အဲ့ဒီကနေပြီးတော့မှတက်တော်တဲ့ပစ္စည်းမျိုးထုတ်မှာပေါ့ကျိုးဝိုင်းတက်တော်မှာတော့ကျိုးသိကိုအဓိကထုတ်ယူပြီးတော့မှကျိုးဝိုင်းတက်တော်နဲ့ကျိုးမြင့်တက်တော်ကနေပြီးတော့အခြားသောအစ်တွေကအစ်ရအင်ဂျင်တို့ပြင်းကြောတို့အစားရှိတဲ့အစ်တွေထုတ်တယ် ပြီးတော့သူတို့ရဲ့ဒေတာတွေရောင်းကြရတယ်တခြားပြည်နယ်တိုင်းဒေတာကြီးတွေရောင်းကြရတာမျိုးတွေရောရှိတယ်တဲ့ကဲကြည့်ပါငေါ်ကြီးတက်လို့လွယ်ရနေဘာလို့လဲခဲမမြုံနဲ့အပြိုင်နဲ့ထုတ်တယ်ဘာလို့လဲရှိရရောရဆိုတော့တက်တူတစ်မျိုးနဲ့ထုတ်လို့ရရှိတယ်ကဲဒါကြီးကဒါလေးကဘာလဲဒါကခဲမမြုံဒါကဘာလဲဆိုတော့အပြိုင်နဲ့အဲ့ဒီခဲမမြုံနဲ့အပြိုင်နဲ့ကိုတရားမိနယ်မှာရှိတဲ့မော်ချီတက်တူတွင်ရနေပြီးတော့ထုတ်လို့ ရားရှိတယ်ဟုတ်လားကဲအားကဒါကပါပုံနဲ့ဒါကကရားပြီးနေမှာရှိတယ်ဘလူးချောင်းမှာရှိတယ်လောပိတာရေရကုန်အဲ့ဒီလောပိတာရေရကုန်ကနေပြီးတော့ဘာထုတ်လဲဆိုတော့ရေအားလျက်စိထုတ်ပြီးတော့မှအဲ့ဒီရရရဲ့လျက်စိတွေနဲ့သူတို့ရဲ့ဒီနယ်တွင်းလဲသုံးလို့အခြားသောတိုင်းဒေသကြီးတွေဒီနယ်ရောလည်းပဲဖြန့်ဝေအသုံးမှုတာမျိုးတွေရှိကြတယ်တဲ့ ကဲတရားကြီးလည်းပါဆိုလို့ရှင်ကဆရာပြောခဲ့တယ်ဆိုတော့ဘာကြီးလဲဆန်ဆက်တွေလည်းရှိတယ်ဖျက်စစ်ဒါပဲစက်ရုံကြီးလည်းရှိတယ်ခြားသောစက်ရုံကြီးတွေလည်းရှိတယ်သူတို့ကဆိုလို့ရှင်ပို့ဆောင်ဆက်တွေကောင်းလားမကောင်းလားကဲဆက်ပြီးတော့ကြည့်ရအောင်ကားရတဲ့နေနေတဲ့ခရီးမိနေလွိုင်းကောမြို့ကနေပြီးတော့ရန်ကုန်မန္တလေးရန်ကုန်မြို့တို့မန္တလေးမြို့တို့ဆက်သွယ်ထားတဲ့ကားရန်နေလည်းရှိတယ်နောက်တစ်ခါရှမ်းပြည်နယ်တောင်ပိုင်းအောင်မန်ကနေပြီးတော့ဟိုဘုံ ဲ့ဘာဖြစ်လဲကားလမ်းနေနေရှိတယ်နောက်တစ်ခါလောင်ကော်မျိုးကနေပြီးတော့မှကင်းဒီနယ်မှာရှိတဲ့လိတ်တော်ရာတို့အဲဒေတာတွေကိုလည်းပဲဆက်သွယ်ထားတဲ့ကားလမ်းတွေရှိတယ်အဲဒီကနေတစင်းပဲခေါ်တိုင်းမှာရှိရတယ်တောင်မူဒေတာကဆက်ပြီးတော့ဆက်သွယ်ထားတဲ့ကားလမ်းပြောရမယ်ဆိုတော့ရှင်ကယားပြည်နယ်နဲ့ပဲခေါ်တိုင်းကိုဆက်သွယ်ထားတဲ့ကားလမ်းတွေလည်းရှိတယ်တဲ့ဒါကလိုင်းကော်မျိုးရဲ့တောင်ဘက်မှာရှိတဲ့ဗားလေး ဒီမောဆိုးတော့ဖရူဆိုးတော့ဘောလ်ကဲတော့ဖားဆောင်တော့မောချီတော့အဲ့ဒီဒေတာတွေကိုလည်းဗာမိလေဒေတာတွေဆက်တော်ရတဲ့ကာလန်တွေလည်းရှိတယ်တဲ့ပကောဒါရီဒါဒီမှာရှိတဲ့တောင်မူတို့တောင်ဝါနေပြီးတော့လည်းတန်တာကိုဆက်တော်တန်တာဒေတာကနေပြီးတော့မှမျိုးတင်လန်းတိုင်းဖရူဆိုးတော့ဘောလ်ကဲတော့မောချီဒေတာတွေနဲ့လည်းဗာမိလေဆက်တော်ထားတဲ့ကာလန်တွေလည်းရှိတယ်နောက်တစ်ခါလိုင်းကောမျိုးကနေပြီးတော့မှလော့ ရေတကုံကရှိတဲ့ဒေသတွေကိုလည်းဗာပြီလေကားလမ်းနေနေဗာလောက်တာလေဆက်သွယ်ထားတယ်အဲ့တော့ဆိုလို့ရှိရင်ဒီကရားအမိနယ်ပါလို့ရှိရင်ကောင်းလမ်းကြောင်းကအကားလမ်းနေဆက်သွယ်ထားတာဆိုရင်များရောများဘူးလားသူတို့ရဲ့ဒီပြည်ငယ်လေးမှာလည်းဆက်သွယ်ထားတာမျိုးတွေလည်းရှိတယ်တခြားသောတိုင်းဒေသကြီးတွေပြည်ငယ်တွေရှမ်းပြည်ငယ်တို့ပဲခူးတိုင်းတို့ကိုလည်းကားလ ခရီးတွေကိုသွားကြတယ်ခီးသွားဧည့်တယ်အများကြီးရှိဘူးလားကဲပြီးမြန်မာနိုင်ငံတို့ရခီးသွားဧည့်တယ်လေဖြစ်ဖြစ်ကမ္ဘာနေရာဒေသအနှံ့အနှံ့ဘယ်လဲခီးသွားဧည့်တယ်လေဖြစ်ဖြစ်အဲ့ဒီခရီးနေမှာရှိတဲ့နေသွားနေကြကောင်းတဲ့ဒေသတွေသွားပြီးတော့အာလေကြာနာပြီးတော့မရှိရဘူးလားဘလိုရိသားတွေသားပြီးတော့လေကြတယ်ဆိုတော့ကရာပြည်နယ်မှာရှိတဲ့တောင်ပွဲစီရောတို့ပြီးတော့ရှင်ငွေတောင်စဲတို့ကရာပြည်နယ်လွိုင်းကော်မျိုးတို့ပြီးတော့ရှင်လော နေမှာခီးသွားလုပ်ငန်းအနေအဆက်အလျရတာများဟုတ်လားရတာပေါ့ခီးသွားလုပ်ငန်းတွေနိုင်ငံသားဝင်ငွေလည်းရမယ်ပြည်တွင်းဝင်ငွေလည်းရမယ်အဲ့တော့ဆိုလို့ရှိရင်ကရားပြည်နာဆိုရင်ခီးသွားလာဖို့ကောင်းမှုနဲ့ဒေတာဟုတ်လားမဟုတ်လားလေဟုတ်တာပေါ့ကရားပြည်နယ်ကခီးသွားလာဖို့ကောင်းတဲ့ဒေတာတစ်ခုကဲနောက်တော့ကရားပြည်နယ်မှာရှိတဲ့မြို့တွေဘယ်ဘာမြို့တွေလဲဆိုတာဆက်ပြီးတော့လေ့လာကြည့်ရအောင်ကရားပြည်နယ်မှာရှိတဲ့လိုင်းကော်မြို့လိုင်းကော်မြို့ဟာဆိုရင်တဲ့ နေမျိုးတော်ဖြစ်တယ်။ကောင်းလန်းရောလေးလန်းရောရေလန်းရောအထူးကောင်းမွန်တဲ့မျိုးလေးဖြစ်တယ်။နောက်တစ်ခါသူတို့ကသူတို့ရဲ့ဒေသမှာဖတ်တဲ့ပစ္စည်းတွေကိုတခြားသောနေရာတွေကိုဖြန့်ပြူးတယ်ကွာ။လွိုင်းပေါ်မျိုးကနေပြီးတော့အဓိကဖြန့်ပြူးတဲ့နေရာပေါ့။နောက်တစ်ခါတခြားပါမျိုးလေဒီမော့ဆိုဒီမော့ဆိုပါဆိုလို့ရှိရင်လွိုင်းပေါ်မျိုးရဲ့တောင်ဘက်မှာရှိတယ်။လွိုင်းပေါ်မျိုးရဲ့တောင်ဘက်မှာရှိတဲ့မျိုးတစ်မျိုးဖြစ်တယ်။ဘဲ ုဆက်သွားရလဲဆိုတော့ရှမ်းပြည်နယ်မှာရှိတဲ့မိုးပြဲမြို့ကိုဗါတဲ့ကားလန်နဲ့အဓိကထားပြီးတော့ဆက်သွယ်ထားရဲကဲလွိုင်းကော်မြို့တို့ဒီမွားစိုးတို့အပြင်မှာတခြားမှာမြို့တွေရှိလေမြို့နယ်ရုံးဆိုင်တဲ့မြို့တွေကွာဥပမာအဲမြို့နယ်ရှိတဲ့မြို့တွေကွာဖရူဆိုမြို့တို့ဗော်ကဲမြို့တို့ဖားဆောင်မြို့တို့ရှာတော်မြို့တို့အဲ့ဒါတွေကလည်းလေမြို့နယ်ရုံးဆိုင်တဲ့မြို့တွေကြားပြည်နယ်မှာရှိတဲ့တခြားထင်ရှားတဲ့မြို့တွေပေါ့ကွာမော်ကြီးကလည်းမရှိလေ မော်ချီမှာကြတော့တက်လူတွေနေရှိတယ်အဲ့ဒီတက်လူတွေကလည်းဘာတွေထွက်လဲမနှုတ်ငါပြောတယ်ခဲမပြူတော့အဖျားကြီးတို့ဘာလာမတွေ့ဘူးလားဟဲ့မော်ချီမျိုးမှာဆိုလို့ရှိရင်တက်လူတွေရှိတယ်အဲ့ဒီတက်လူတွေကနေပြီးတော့မှခဲမပြူတော့အဖျားကြီးတို့ထွက်တယ်ဟုတ်ပြီလားဟဲ့ကဲတော့ဘယ်အကြီးမှာဆိုရင်တရားမိနေသည်ခုနကပြောခဲ့တဲ့အချက်တွေကိုဒီအချိန်ဖွင့်ပြောလားမဖွင့်ပြောဘူးလားဖွေပြောတယ်အကဲဘာလို့အဓိကထားပြီးတော့လောက်ကရယ်တရားမိနေသည်စိုက်ပြော င်းတွေရောမလုပ်ဘူးလားလောက်တာတော့ဘာလဲအဓိကကြရားနေတယ်ပါအကြီးဆုံးရားနေစိတ်ရုံရောရှိတာမရှိဘူးလားဘာမှရှိကြလဲလောဘိဓာရေကောဘလူးသားမှာရှိရလောဘိဓာရေကောကနေပြီးတော့ခြေအားလျက်စစ်တွေထုတ်လုပ်တယ်တခြားသောစံစက်တွေလည်းရှိတယ်အဲတရုတ်တန်တဲ့ရုံရဲ့ရှိမှာပေါ့သူတို့ရဲ့ဘာလဲကြရားနေတယ်ပါဆိုရှင်နောက်ပြီးတော့ ိန်မှာပြန်ပြီးတော့မေးလို့ရတယ်เนาะဒီနေ့တော့ဒီလောက်ပါပဲကွယ်